ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghostory Channel ကနေအားလုံးကိုပြန်လဲကြိုဆိုပါရစေဒီနေ့မှာဆက်လာပြီးတော့တင်ဆက်ပေးသွားဖို့ရှိတာကတော့ပြီးခဲ့တဲ့ရက်ပိုင်းကပထမပိုင်းအနေနဲ့တင်ဆက်ထားတဲ့အောက်လန်းဘိုးထင်နဲ့တစ္ဆာဒုတိယပိုင်းဇာသိမ့်ပိုင်းပေါ့ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးပါမယ်ဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်ဒီနေ့အစီအစဉ်လေးကိုစလိုက်ကြအောင်ပါခင်ဗျာဦးလာကကြံထဲပြင်မှာလူများဝိုင်းအောင်နေတာကြောင့်အဲ့ဒီနေရာကိုသွားလိုက်တယ် တာရရဲ့နွားလေးအားကောက်ပေးနေမောင်ဘိုးတွေကဦးဝေလာကိုမြင်သွားတဲ့အတွက်နွားကျူအားပေတူးထံပေးလိုက်ကဦးဝေလာစီကိုသွားလိုက်လေတယ်။ဆရာကြီးဒီဘလုံးလုံးပြီးရောက်လာလေ။ငါမင်းစီအဖေလိုချင်လို့လိုက်လာတာကွာ။ငါတပည့်ခံမှုလေ။နေပေါင်းဟိုလူတွေကဘာဖြစ်နေရလဲ။ပိုးထီလို့ဆရာကြီးရဲ့။ဟာဒီတိုင်းနေလို့ပဲဖြစ်မလဲကွာ။ဦးဝေလာကလူကြားတဲ့တိုးဝင်လိုက်ကပိုးထီခံထားတဲ့ဦးတင်ဦးနီးမှထိုင်လိုက်ပြီ။ကဲပိုးထီတဲ့နေရာပြာစမ်းပါဦး။ဒီမှာပါ ဦးတင်ဝင်းရဲ့ဘေးမှာရှိတဲ့ကိုမြာကြီးမှမွေကိုက်ခံထားတဲ့ဆွဲပေါင်းနှစ်ပောက်ဝါပြလိုက်။အိုက်ခါဦးဝီလာကရေတစ်ခွက်တောင်းလိုက်ပြီးလင်ရေဖြင့်ပိုးထီထားတဲ့နေရာကိုဆေးလိုက်ပြီးတဲ့နောက်ဝိုင်းအောင်ကြီးနေတဲ့ဘေးပင်သားများဘက်ကိုလှည့်လိုက်ကဘသူမှအထံမထွက်ကြနဲ့။ဟုတ်ကဲ့။ဦးဝီလာအဲ့လိုပြောလိုက်ပြီးတဲ့နောက်ပိုးထီခံထားတဲ့နေရာကိုလက်နဲ့ပုတ်တက်လိုက်ကမန္တန်တဘုတ်ကိုရွတ်ဆိုလိုက်လေတဲ့။မန္တန်ဆုံးတဲ့အခါသွေးတော်များမှသွေးများပိုးထီရနေရာမှာအဖုထင်းများတဲ့ရန်ဖြစ်ကစူးစီးလာပြီးတော့ပြီးဘူးတစ်ဖူးကဲသို့ဖြစ်လာလေတဲ့။ ိုင်နာဦးလာနီးကြောတစ်ခုနဲ့အိုင်ပြည်ဘူးတရံဖြစ်နေနေအောင်ခွဲလိုက်ချိန်အမေအောင်သွေးများထွက်လာလေတော့သွေးများများကုန်သွားတဲ့ခါပတ်တီစီယန်အတွက်ပစိုးအတန်းထဲကိုတောင်းလိုက်ရာအမျိုးသမီးတူရဲ့ခေါင်းမှာပေါင်းထားတဲ့ပစိုးကိုတာယာဤဘာမှာတောင်းငါပေးလိုက်လေတဲ့ဦးဝေလာဒီကအဲ့ဒီပစိုးကိုဖျဲပြီးတော့အနာကိုစီးနှောင်ပေးလိုက်လေတော့တယ်အားလုံးပြီးစီးသွားတဲ့ခါမှာချွေးစီများထွက်နေပြီးတော့မွေစိတ်တက်နေဦးဒီဦးမှာပြန်လဲတက်တာလာတဲ့အတွက်ဦးဝေလာလက်အုပ်ချီလိုက်ငါဂျေဇူးတင်စကားဆိုလိုက်လေတဲ့ဂျိုကိုဆရာကြီးသာမကင်သေမှာပဲဗျာ ဒေကံမြောက်လို့မသေးတာပါဗျာကဲကဲအိမ်ုံပြန်ပြီးတော့အနားယူတော့ဘာမှမဖြစ်တော့ပါဘူးဘေးပင်ရွာသားများဥဝေလာအောင်များစွာချီးကျူးလိုက်ကြပြီးလင်တော်ပင်ထင်ကြီးလေးစားသွားကြလိမ့်တယ်ရွာသားများဤသူမဘိုးတွေလည်းဥဝေလာ၏ပညာတော်လေးထင်ကြီးမိသွားတယ်တိုင်းဝေမုံသောတာမန်မွေကောင်၏အစိတ်ကိုထုတ်ပေးနိုင်တဲ့ဥဝေလာ၏ပညာမှာအထင်ကြီးစရာကောင်းလာပြီလေအဲနောက်ဥဝေလာကသူကငေးကြည့်နေမဘိုးတွေကပြန်ကြည့်လိုက်ပြီးကောင်းလေဘလို့လဲမင်းငါးစီမှာတပည့်ခံပါလား ဘဝရည်အတန်းကြောင်စဉ်းစားပြီးတဲ့နောက်ဦးခေါင်းကိုညှိပြကလက်ခံလိုက်ပါလေတော့ဒီတလဲကုန်းရွာကြီးကျဲဝန်းနဲ့ခြံကျဲကြီးမှာဦးဝေလာကြီးအိမ်ဝိုင်းကျဲကြီးပင်ဖြစ်ပြီအဲ့ခြံကြီးထဲမှာတော့ရွာသားများစုဖွဲ့ပြီးတော့စောက်လုံးမှာစောက်လုံးနိုင်တော့ဘုံတော်ကြီးအကြောင်းထက်ကြီးတဲ့အိမ်ကြီးလုံးကိုတိဆောက်နေလေတယ်မြို့မှာလာတဲ့ဗျံဆရာများအလုံးလုံးနေအောင်ရွာငယ်များမှာတန်တော်နေမလန်းမကန်းမှနေ၍ကြီးကျူးနေကြအုပ်ဘူးစီလာမှာညီနာပဲကွာတတော်လက်တဲ့တွေတူတွေပဲလက်တဲ့တာမဟုတ်ဘူးကွာဟိုကျိုးတိုင်းလိုက်စီနေတာ အာကျိုးကျိုးပါပဲကွာစီနေသူကလက်တဲလို့ပါဟေ့အောင်ထုံးလေးနည်းနည်းယူထားပါလားမင်းကွန်းစားရင်စားလို့ရတာပေါ့အေးအဲ့ဒါမစိုးဘူးကွာမင်းတည့်တိုင်းကွန်းရဖို့ထုံးဟာရှားမှရှားနေရွာသားများကြီးစကားကြောင့်အိမ်အုံးမြင့်ချနေပရန်များမှတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတယောက်သောပရန်ဆရာမနောက်မလန်းမကန်းမှရွာသားများလှဲ့ကြည့်လာကစကားဆိုလေတဲ့ဟေ့လူတွေခမောင်ထုံးနေရှောင်းမြူနေတော့အဲ့ဒါစားတဲ့ထုံးမဟုတ်ဘူးတေအိုးပြောရင်ထဲရတဲ့ထုံးနေဗျအာထုံးဟာတူတူပဲမဟုတ်လားမဟုတ်ဘူးဒါကွန်းရရင်ထဲတဲ့ထုံးမဟုတ်ဘူးဗျာ ။ရွာသားများကိုကြည့်ပြီးတော့ဘယံဆရာတို့ကသဘောကျကရီမောနေကြ။တချို့သောလူကြီးများမှပင်ထုံးများကိုလက်နေဆုပ်ယူထားပြီးဖြစ်နေ။အလုသမားများတို့ကဟင်းချက်ပေးရတဲ့သူများတွေကအလုလုတော်သူနေပါသွားတော့လဲချက်ပြောရသည်မှာရောမသွားဘူး။အเจ้าမှာရွာရှိကလေးများနဲ့ရွာသားများမှာနေစဉ်လာအောင်စားတောင့်နေကြခြင်းကြောင့်ဖြစ်ပါတယ်။ယခုလဲဥဝေလာမာမိုးတွေနေတို့ထမင်းချက်ပြုံးနေရဲ့ရွာသူရွာသားများရှိဟာစီကိုရောက်ရှိလာလေတဲ့။ဥဝေလာကဝတ်သားများကိုတုံးတင့်နေတဲ့လူများကိုပြုံးကြီးစွာဖြင့်စကားဆိုလိုက်တယ်။ ိုပြောလို့လွယ်တာရှင်ကျုပ်ကိုပြောတော့ချက်တာချက်ပြဟုတ်ကဲ့ပါဗျာဥွေလာတော့ဇင်မိုးတဲ့ဂျုံမိုးကြီးနေပြို့အိမ်ဆောက်လို့ကုံလာတဲ့ကျွေးမွေးရတာဘူးကုံလေးပြင်းနေကုံပါစီဗျာမပြောပါတော့ပါဘူးကျုပ်ကအလှလို့ပဲသဘောထားပါတယ်ဘယ်ဟိုဘက်ကမန်ဝင်းလို့လဲလိုတာချင်းကျုပ်ကိုချင်းချင်းလာပြောပြီဗျာဓမင်းဟင်းလေးပြလိုက်တာမျိုးဖြေးစီချင်းပြို့စိတ်ချဥွေလာရေးကျုပ်တို့ကလည်းအခုလိုချက်ရပြောရတာကိုတဲသဘောကြတာပါတော့ဓမင်းချက်ပြုတ်သူများနဲ့စကားပြောနေဥွေလာမောင်မိုးတွေအကဲခတ်ကြည့်လိုက်မိ ။ဦးဝေးလိုက်ပုံစံဒီအတော်ကိုစိတ်သဘောထားမှန်ကန်သောသူတွေကိုစောင်းနေတယ်။ဘိုးစတော်ဦးမဲကိုတတ်ပြီးရွှေများပိုင်းစီထားတဲ့ကိစ္စကသူတို့သာမသိဘူးဆိုရင်ဦးဝေးလာယုံကြည်မိမိမှာအေကံပင်ဖြစ်တော်တယ်။ဘေဘင်ရွာမှာဦးတင်ဦးဒီလည်းဦးဝေးလာကြောင့်အသက်ရှင်ခွင့်ရခဲ့ပြီ။ယခုဆိုတလဲကုန်းရွာတင်သာမကဘေဘင်ရွာထိပါဦးဝေးလာ၏နာမည်မှာကြော်ကြားလာပြီးဖြစ်တော်တယ်။မိတို့ပင်ဆိုစေကမူမာဘိုးတွင်ဒီခွင့်ရတာနဲ့ဦးဝေးလာကိုဒုက္ခပေးဖို့တွတ်တာစိတ်ထဲကတေးမှန်ထားလေတော်တယ်။အဲ့တော့သမင်းချက်ပြုတ်ကြသူများအနီးမှနေပြီသူတို့ညောင်းထွက်ခွာလိုက်ကြပြီ ယာယီအိမ်လေးတဲကိုသွားလိုက်ကြကဦးဝေလာမမဘိုးထင်ကအိတ်ဖို့အတွက်နေရာပေးလာနေတယ်။ကောင်းလေးငါပညာတွေအမွေဆက်ခံနိုင်မဲ့သူလိုက်ရှာနေတာကြာပြီကွာမတွေးခဲ့ဘူး။ပညာလိုချင်တဲ့ကောင်တွေးတော့အသက်ကကြီးနေပြီ။အသက်ကငယ်ပြန်တော့လည်းအစွမ်းစားမရှိအကြောက်တရားကြီးသည်။မင်းနဲ့ကြမှာငါလိုချင်တဲ့အနေထားကိုရတော့တယ်ကွာ။တို့တွေအိမ်မပြီးခင်တော့ဒီအိမ်လေးမှာပဲနေကြတာပေါ့။မင်းကဟိုဘက်ကအိတ်ငါဒီဘက်မှာအိတ်ပဲ။အခုတော့မင်းငါတစ်ဘက်ဖြစ်နေတစ္ဆာဆိုရမယ်ဘလို့လဲ။ရပါတယ်ဆရာကြီး။ ဆရာကြီးကဘာလို့မှမရှုံးစေနဲ့အဲ့သူကြုံသစ္စာရှိမယ်ဟုတ်ပါပြီကွာဟုတ်ပါပြီအဲ့တော့ဦးဝေလာကမောင်ဘိုးတွေဟာသူကြီးချင်းမှထိုင်စီပြီးတော့လက်ကိုလှမ်းလိုက်ကလက်ညိုးထရဓမြောင်ထိမ့်ပင်ထိုးလိုက်ပြီးတော့ကြားလာတဲ့သွေးများကိုဂျေးဖလားတလုံးနဲ့ခံပြီးတော့သစ္စာဆူခိုင်းနေတယ်မောင်ဘိုးတွေဒီလက်ထွေတူးတူးစဉ်းစားမနေတော့ပဲဦးဝေလာခိုင်းနေတိုင်းသူကြီးသွေးများထဲထားတဲ့ခွက်ကိုယူကာသစ္စာဆူလိုက်ပြီးနောက်ဂျေးကွက်တဲ့ရှိသူကြီးသွေးများကိုရေနှဲငယ်ပြင်းယောဂါတောက်လိုက်ပါလေတော့လေကောင်းလေး လာနားဆက်မအောင်ကွာမင်းအားရည်လောက်ဆရာမလိုပါဘူးကွာရတယ်ဆရာကြီးဒီမှာအုပ်လို့နေလို့ဟောင်းလေးနေဘူးလည်းမထွက်နိုင်ဘူးကွာဟုတ်ကဲ့ဆရာကြီးဘယ်အများပေးမှဒီကလိုအပ်သည်များကိုလှုပ်ပေးနေတယ်မဘိုးထင်ုံကြည့်ပြီးတော့ဦးဝေးလာမစကားလှမ်းပြောနေခြင်းဖြစ်ပါတယ်မလုံးနေဘူးဒါတော့လည်းမရတာကြောင့်လွတ်ထားလိုက်ရတယ်မဘိုးထင်မှာတော့ပျံဆရာများနေလေးပေးဖြောင်းနေလေးတယ်ဦးလေးလက်ထဲကကိုင်းနေတယ်ဘာလို့ခေါ်တာလဲဗျကျုပ်တိလို့တိတယ်မိနေလို့ဒါလားဩဒါတော့တန်လဲလို့ခေါ်တယ်ကွာ ဘယင်းနေကိုင်းနဲ့ငါပြောဘူးပြောရလားဟင်မင်းပြောတော့ငါလည်းနားမလဲဘူးဦးတို့လေးဗျာကျုပ်တို့ရွာသားကြီးပြဆက်ကားလို့ရှိရင်ဘယင်းလုံးတဲ့သူတွေကငါပြောဘူးလို့ဟာယူကိုင်းကြလीဗျာအဲ့ဒါလေတန်လျက်ပဲအိုးဟုတ်တယ်ဟုတ်တယ်အဲ့ဒါတန်လျက်လို့ပဲခေါ်တာကွာတနေ့တတိယဝေလာနဲ့မင်းအောင်ဘာတော်တာလဲဆရာတပည့်ပေါ့ဗျာတတက်ခင်ဗျားတို့ကဥဝေလာနဲ့ဘယ်လိုလုပ်ပြီးတော့တီးတာဟောသူကမျိုးမှလည်းအိမ်တလုံးရှိတယ်ကွာအဲ့ဒီအိမ်ကိုလည်းငါတို့ပဲစောက်ပေးထားတာဥဝေလာအကြောင်းလေးလည်းလှူတယ်လीအဲ့အကြောင်းလေးလည်းငါတို့ပဲလိုက်စောက်ပေးခဲ့ရတာတကယ်သူတော်ကောင်းကြီးပေါ့ကွာ မဝိုးရင်ကဗျာအများကြီးစကားကြောင့်မဲပြုံးတစ်ချက်ပြုံးလိုက်မိလူတွေအားလုံးအလိန်ခံရရပါလားလို့လဲတွေးနေမိတော့တယ်အဲနောက်သူကအုံများကိုတဲပိုးပေးပြီးတဲ့နောက်ဗျံဆရာကိုထပ်မံမေးလိုက်ပြန်တယ်ဒီအရာဘယ်တော့လောက်ပြီးမှတင်လဲဗျာအခုမှအုံမြင့်ချသေးတာလေကွာပြီးရင်လက်သမားတွေကလာကြအောင်ပါငါတို့အိမ်တိုင်းထောင်ပြီးရင်အိမ်တိုင်းတွေငါတို့အုပ်တက်ရအောင်ပါငါစိတ်တည်ရင်နောက်တလားနှစ်လောက်တော့ကြာအောင်ပါပေါ့ကွာဟုတ်ဆိုကြာအောင်ပါပေါ့နော်ကြာမှာပေါ့ကွာအိမ်ကသေးတာမဟုတ်တာကဲကောင်လေးမင်းလည်းနားတော့ကွာ မင်းဆရာသမားမင်းကိုအလုံးမလုံးစေချင်တဲ့ပုံပုံကွာသွားသွားသွားမာမိုးရီဟာဘယံဆရာများကနောက်ထပ်မြည်သီးလုံးမှမလုံးစေတော့ပဲနားခိုင်းလီတော့ဒါကြောင့်မာမိုးရီနီလည်းဘယံများအနီးမှထလာလိုက်ပြီးတဲ့နောက်ဦးဝေလာထိုင်တဲ့ဇပွဲတန်းရာစီကိုသွားလိုက်ပါလီတော့လေလေခွေးများရဲ့ဘေးမှာရှိတဲ့လဲလန်းလေးတိုင်းလူနှစ်ယောက်လမ်းလျှောက်လို့လာပါလေအဲ့နှစ်ယောက်မှာထလန်းဆရာဦးဝေလာနေသူကြီးအသေးဆက်ဆက်တပည့်ဖြစ်သူမောင်ဘိုးထင်လို့ဖြစ်ပါလေမောင်ဘိုးထင်ကလွယ်လုံးကိုလွယ်ထားသလိုဦးဝေလာသည်လည်းလွယ်ကြီးတစ်လုံးကိုဘေးတစောင်းလွယ်ထားတယ် မောင်မိုးတွေကသူတို့သွားနေလမ်းကိုသိနေကြအောင်ရှေးမှာသွားနေဦးဝေလာနောက်မှလမ်းလျှောက်နေကမေးလိုက်ဆရာကြီးဒါသစ်စွင့်ရောသွားရလမ်းမလားအေးလေမင်းကသိတယ်လားသိတော့ဗျာကျုပ်ကသစ်စွင့်ရောမှမွေးတာလေဟုတ်ဟုတ်လားငါ့ကိုသစ်စွင့်ရောကတတိယတယောက်ကပြင်ထားလို့ကွာဘာမလို့လဲဆရာကြီးဂျပန်လိုနက်ဖန်လိုခန်းလိုတယ်ကွာမင်းလည်းထိုက်တဲ့လောက်ပညာတတ်နေဆိုမြဲငါလုပ်တဲ့ဟာတွေမင်းလိုက်မှတ်ထားကွာပညာဆိုတာကုန်တယ်မရှိပါဘူးစိတ်ကြပါဆရာကြီးကျုပ်ကလည်းပညာလိုချင်တဲ့ကောင်ပဲဟုတ် တို့နှစ်ယောက်ကစကားပြောပြောနေဂီးဆက်လာနေလေယာညနေအချိန်လောက်မှတော့တစ်ဆင်ရွာကိုရောက်ရှိလာပါလိမ့်မယ်။မရောက်တာနှစ်ပေါင်းတော်ကြာနေဖြစ်တဲ့တစ်ဆင်ရွာလေးဟာထွေထူးထူးဘာမှမပြောင်းလဲပြီ။မောင်မိုးရင်အသက်10နှစ်ဝင်းကျင်ခန့်ကဖခင်မိသူရဲ့နာအေးကိုနောက်ဆုံးနေနေတာရောက်ခဲ့ပြီးတော့ယခုအသက်14နှစ်ဝင်းကျင်မှသာပြောင်းလာခြင်းဖြစ်ပြီ။အတိတ်ဟောင်းတို့ကသူ၏နှလုံးသားကိုလာပြီးတော့စွာနေတကယ်သူဖြစ်နေ။ဖခင်ဖြစ်သူညာရင်းချင်းမြေမြုပ်ခိုင်းတဲ့ရွာသားများကိုမျက်လုံးထဲကမြင်အောင်လာခဲ့။ဖခင်ဖြစ်သူရဲ့အတုပါချာမှတစ်ဆင်ရွာသားဟူ၍ အရက်ပုံရောင်းသောကိုစိုးကြီးနဲ့ဖဲသမားများကသာလိုက်ပါပူဆောင်ပေးခဲ့ကြလိမ့်မယ်။သစ်စင်ရွာမှာသူ့အားကြည်ပြီးသူဟူ၍ကိုစိုးကြီးနဲ့ရွာလူကြီးသာရှိမိထင်းတယ်။အတိတ်ကိုတွဲမိတော့မာဘိုးထင်းဒီကိုစိုးကြီးကိုသတိရလာတဲ့အတွက်ဦးဝေလာခွင်တောင်းလိုက်လိမ့်မယ်။ဆရာကြီးကျုပ်အသိအိမ်တိန်ဝင်ကျင်တယ်ဗျခွင့်ပြုနိုင်မလား။မင်းအသိမလားဝင်လေကွာ။ဦးသန်းဆွဲအိမ်ကိုလည်းမေးရအောင်ပါဆိုပိုးစင်နေသွားတာပေါ့။ဝေလာခွင့်ပြုလိုက်တာမလို့မာဘိုးထင်ကကိုစိုးကြီးရဲ့ရက်ဆိုင်ကိုဝင်လိုက်လေတယ်။ထုံးစားတိုင်းကိုစိုးကြီးတယောက်ရဲသမားများကြီး ရင်းနေတဲ့စကားများကိုလေးတမ်းမမာနေဖြေရှင်းနေတာကိုစတင်ကြားလိုက်ရတယ်။ဟင်းကောင်ချပန်ကြီးမင်းမတောင်းရင်လည်းမတောင်းနဲ့။အေးတောင်းရင်လည်းငါးဆိုင်မှာလာထိုင်ပြီးတော့ငါအရမကောင်းတော့မပြောနေလေကွာ။ရက်ပုံးဆိုင်မဟုတ်တော့ဘူးကွာ။မင်းတို့ကောင်တွေတီးခန်တာအကြောင်းမရှိတော့နားလေလား။တရားဝင်လာရင်ရထားပြီးပြီနော်မင်းတို့ကောင်တွေ။ခင်ဗျကြုံကျေးဇူးတွေမမိနဲ့။လေပေါင်းကြီးရက်တောက်လာဂျပန်ကြီးဗျာ။ကြုံကျေးဇူးတွေခင်ဗျနားလေရုံတူတူပြီးတော့ကိုးငယ်ထားတယ်ခင်ဗျာ။ဂျပန်ကြီးငါတီးခန်တာများနေပြီနော်။ ရေနွေးချမ်းအောင်ရက်လေးတစ်ခါတောက်ပြီးငားရောက်စော်ကားနေတာမင်းများနေပြီအဲ့လူခဏဘာကြီးလျှောက်ပြောမနေနဲ့ရေနွေးချမ်းအောင်ရက်မဟုတ်ဘူးဗျာနာမည်ရှိတယ်ဝီကီဗျာဝီကီဟဲ့ရောက်မိဘသားမင်းအဲ့ဒီဝီကီဆိုတဲ့အရက်ကိုတောက်ချင်လိုက်ရှာတော့ငားရက်မကောင်းဆွဲစကားစိုက်ထဲမှာထပ်မပြောနဲ့မန်ရီယိုလက်ခံသမ်းပါဗျာကိုစိုးကြီးကအဲ့နိုင်ငံသားပြည်အရက်ကိုတခွက်တောက်ပြီးဟာချင်းရစားခမောက်တော့ရဘာမဟုတ်တော့နတစီနဲ့အီးပဲမင်းလိုက် ဂျပန်ကြီးကရေပလင်းသွားသိမ်းလိုက်ဆိုင်ကွာဒီကောင်တော်တော်များနေပြီအရင်သမားတို့ရဲ့ရေလုံးမြောက်ဖြီးနေကိုစိုးကြီးကမောင်မိုးနေနေဥွေလာကိုမြင်တာနဲ့သူကြီးတွေပဲမင်းလိုက်ဟာနေရာပေးခိုင်းလိုက်လေမင်းလိုက်တခြားရွာအဲ့ဒီလာတွေကမှနေရာပေးလိုက်အောင်ကိုစိုးကြီးကိုစိုးကြီးကြောက်တော့မမှတ်မိတော့ဘူးလားမောင်မိုးနေကသူ့ဟာမမှတ်မိရန်ရှိတဲ့ကိုစိုးကြီးကိုနှုတ်ဆက်လိုက်ချင်းကိုစိုးကြီးကသူ့ဟာတေချာကြည့်လိုက်ပြီးဟမ်မင်းမင်းဘိုးတယ်မလားဟုတ်တယ်လေဗျာကျုပ်ဘိုးတယ်လေ ဟာမေးကွာနေ့လေးဘယ်လောက်တော့ကြားနေပြီလဲတခေါတော့ပြန်မလာဘူးမီဒီယံတော့ရောက်လာပြီပဲကွာကဲထိုင်ကြထိုင်ကြမင်းအရက်တော့တောက်တတ်နေပြီလားကောမတောက်တတ်ပါဘူးဗျာဒီလိုအလုပ်ကိစ္စနဲ့လာခဲ့တာဟောကြီးကောင်းတယ်ကွာကဲမင်းတို့ထိုင်ကြထိုင်ကြငါရည်နွေးနဲ့အမီးလေးလုံးလိုက်အောင်နော်ကိုစိုးကြီးကဝမ်းသာအားနဲ့မဘိုးတင်တို့ဟာလွတ်နေတဲ့တန်းရမှာထိုင်ခိုင်းလိုက်ပြီးတော့သူဒီကကြက်ကြော်ကြွက်ကြော်နဲ့ရည်နွေးဂျန်နဝါယူဆောင်လာကမြန်နဲ့ချင်းဆိုင်တန်းရမှာဝင်ထိုင်လိုက်ပြီးလော့ကိုပြုတ်လေတော့တယ်ကဲဘိုးတင်နဲ့ဧည့်သည်တို့သုံးဆောင်ကြပါဗျာဟုတ်ကဲ့ကိုစိုးကြီး တို့ကထွေရလေးပါးစကားများကိုပြောဆိုလိုက်ကြပြီးတဲ့နောက်ဦးအီလာကသူသွားမိနေငိုမေးများလိုက်ပါလေတဲ့ငါတို့ရေဦးသိန်းစိုးဆိုတဲ့သူအိမ်ကိုလမ်းညွှန်ပေးပါဦးဘယ်ဦးသိန်းစိုးလဲဆရာကြီးသူသားအကျမ်းမကြီးမကောင်းဘူးလေကွယ်အော်သိပြီပြီဟိုရွာလေးကဦးသိန်းစိုးပဲကျုံလိုက်ဖို့ပြင်မယ်ဗျာဘိုးထင်ကိုဆရာကြီးလို့လူမျိုးနဲ့တူတွေ့ရတာကျို့တော့တကယ်ဝမ်းသာတယ်ဗျာကိုစိုးကြီးကဦးအီလာကိုထလန်းဆရာပြင်ပန်းသိနေတယ် ဘာကြောင့်လဲဆိုတော့ဦးသိန်းစိုးကသူ၏သားဖြစ်သူတို့ကနာမည်ကြီးထလန်းဆရာတယောက်အားပင့်ဆောင်ထားသူနာမည်ကြီးနေသောကြောင့်ဖြစ်ပေတယ်။ကိုစိုးဤကမောင်ဖိုးတင်တယောက်ထလန်းဆရာတယောက်၏တပည့်ဖြစ်နေအောင်သိတာနှင့်များစွာကျင်းတဲ့လို့နေပြီးတော့ဦးသိန်းစိုး၏အိမ်ကိုလိုက်ဖို့ပြေးလိုက်ပါလေတော့လေ။ပြင်တော်ရင်တလုံးရဲ့အိမ်ဦးကမှာဖြစ်ပါတယ်။ညမိုးချုပ်နေဖြစ်တာကြောင့်အိမ်ထဲမှာရေနံစီမီးခွက်များထုံးညိထားလေ။အိမ်ခြေကအိယာပေါ်မှာတော့အသက်၈၈နှစ်အရွယ်ခန့်လူငယ်တယောက်လဲလျောင်းလို့နေပါတယ်။သူ၏ဖေမှာမိဘနှစ်ပါးနေလို့ထလန်းဆရာဦးဝေလာနေမောင်ဖိုးတင်တို့ရှိနေကြ။ ဦးဝေလာကလူနာကိုစူးစိုက်ကြည့်လိုက်ပြီးတော့อืมဒီကလေးရဲ့သွေးတွေကိုစုပ်နေတဲ့ကောင်ရှိနေတာပဲဖြူပတ်ဖြူပါဖြစ်နေလူငယ်ကိုကြည့်ပြီးတော့စကားဆိုလိုက်ရာအဲ့လူနာရဲ့မိဘတို့ကစိုးထိတ်လို့သွားပြီဆရာကြီးကိုအားကိုးပါတယ်ကျုပ်တို့မှာဒီသားလေးတောက်နေရှိတာပါကေပောင်းဆရာကြီးရဲ့ကျုပ်ရောက်လာပြီပဲဗျာဘာမှမပူပါနဲ့တော့ချိန်လည်းမကြသေးဘူးတကောင်လောက်မှကုလို့ရမှာဦးဝေလာကြီးစကားကြောင့်လူနာရှင်လေးများနှစ်ယောက်နဲ့မိမကြီးကအိမ်အောက်ကိုလှမ်းပြီးတော့អော်ခေါ်လိုက် နေလိုက်တဲ့ဝေးလွင်ဇာယုဓမင်းတို့ပြင်ကြမိမကြီးစီမာနာကြီးဟန်ရှိသူ၏အိမ်မှာလုံသမားလေးများပြောဆိုဆက်ဆံရမှာအတော်လေးအတန်ကမာလွန်းတယ်အဲတော့အဲ့ဒီမိမကြီးကမောင်မိုးတွေကိုကြည့်ကဆရာကြီးဒီကောင်လေးကိုကျမမြင်မှုနေတယ်ပဲမြင်မှုမှာပေါ့သူကဒီရွာသားပဲလေဘိုးထင်းနဲ့ဘိုးထင်းကြားဘူးတယ်လို့ပဲမိမကြီးကသူ့ယောက်ျားလှမ်းကြည့်ပြောလိုက်ရဦးသိန်းစိုးအမိရတဲ့လူကြီးကမောင်မိုးတွေကလှမ်းကြည့်လိုက်ပြီးကောင်းလေမင်းကဘု து သားတော့ကွာ ဦးကောင်းရဲ့သားပါဗျာ။ဩအရသမားငကောင်းရဲ့သားဗော။အေးအေးဦးကောင်းဤသားဟုသိတာနဲ့မိမကြီးကချက်ချင်းမျက်နှာထားပြောင်းသွားကမဝိုးရင်မနှမြို့တဲ့အကြည့်နဲ့ကြည်လာလေတယ်။အဲဒီကမဝိုးရင်စိတ်ထဲကဘဝင်မကြတော့လဲမတီချိုးချုံပြူပြီးတော့သာနေလိုက်လေတယ်။များမကြတော့အချိန်မှာတော့ဓမင်းဝိုင်းပြင်ထားပြီးဖြစ်ချောင်းအင်အောင်မှအမျိုးသမီးတယောက်မှလှမ်းပြီးတော့ပြောလာလေတယ်။ကြီးတော့ဓမင်းဝိုင်းပြင်ပါပြီ။ဩအေးအေးဆရာကြီးကြွပါရှင်။ကောင်းလေးနေဒီမှာခဏဆောင်ဆရာကြီးဓမင်းဆိုင်မှာနေုံကြွေးမယ်။ စကားကြောင့်မောင်မိုးတွေမှာတော်လေးစိတ်မသက်မသာဖြစ်သွားတယ်။သူထပ်ပို့ပြီးတော့စိတ်မသက်မသာဖြစ်သွားသူမှာဦးဝေလာဖြစ်ပြီးတော့ဦးဝေလာကအဲ့လိုပြောလာတဲ့မိမယိုစူးစိုက်ကြည့်လိုက်ကကဲအဲ့ဒါတို့ကြုတ်လဲထမင်းမစားတော့ပြန်တော့မယ်။ကြုတ်တဲ့ဘက်ကကြုတ်ဘဝပဲဗျာ။ခင်ဗျားတို့ကြုတ်တဲ့ဘက်ကမခံလေးသားဆက်ဆံလို့ကြုတ်လဲခင်ဗျားတို့တော့မကူပေးနိုင်တော့ကဲကောင်လေးထပြန်ကြမယ်။မထင်မှန်ထားတဲ့ဦးဝေလာကြီးတုံပြန်စကားနဲ့မထင်မှန်ထားတဲ့အခြေအနေကြောင့်မောင်မိုးတွေမှာများစွာအံ့ဩနေမိသလိုအိမ်ရှိမိမကြီးတွေလည်းအတော့ကိုအံ့ဩနေပါတယ်။ ။သူမမမိတို့ပြန်ပြောရမည်မှန်းမသိဖြစ်နေကြ။ဦးသိန်းဆိုးမသူ၏မိမငေါငန်းလီတော့တယ်။နင်းတော်ရှာရှိတာပဲ။ဆရာကြီးကိုပြန်တောင်းပန်လိုက်စမ်း။ဆရာကြီးကိုပြီးမှဘလောက်ခက်ခဲလို့ဆိုတာ။နင်းအသိသာနေ။ဦးသိန်းဆိုးမအဲ့လိုငေါငန်းလိုက်တဲ့အခါဒေါ်သူစာဦးမြည်ရတဲ့မိမကြီးကဦးဝေလာခြေသုံးဖက်မတက်တောင်းပန်လာလိမ့်တယ်။ကျမကျမတောင်းပန်ပါလေဆရာကြီးရေကျမသားလေးကိုကယ်ပေးပါရှင်။နောက်ဒီလိုမပြောတော့ပါဘူး။အေးလူတယောက်ရဲ့အသက်မို့ကြုတ်ခွင်းလွန်လိုက်မယ်။ဒါမဲ့ကြုတ်တဲ့ဘက်ဂျင်းနှဖို့တော့လိုတယ်။ သူမကျင်တတ်ဘူးဆိုရင်တော့ကြုံလဲမကူပေးနိုင်ဘူး။မောင်မိုးရင်တရားဦးဝေးလိုက်နောက်ထပ်ပြောလာတဲ့စကားတော့များစွာအံ့ဩရပြန်တယ်။သူ့လိုပါမဟုတ်တော့သူကနောက်မှသမင်းစားခိုင်းတဲ့ကိစ္စကြောင့်ယခုထိဖြစ်သွားလိမ့်မည်သူပါဝင်မည်သူကမှထင်မှတ်ထားမည်မဟုတ်ပေ။အဲဒီနောက်တော့သူစားသူအကြီးကတောင်းပန်လာပြီးဖြစ်ပြီ။ငါငါတောင်းပန်ပါတယ်ကောင်လေးရဲ့ငါ့ကိုခွင့်လို့ပါနော်။ရပါလေဗျာကျုပ်စိတ်တယ်ဘာမှမရှိပါဘူး။မောင်မိုးရင်ခွင့်လို့စကားကြောင့်ဒေါ်သူစားမှာတော်လေးဝမ်းသာသွားတယ်။ ဦးဝေလာကမဝိုးရီအားကြည့်ပြီးတော့စကားဆိုလာခဲ့တယ်။ကောင်းလေးမင်းတကယ်ကျင်တယ်လား။ကျင်တယ်ပါလေဆရာကြီး။အေးအဲ့ဒါဆိုတို့ထမင်းစားကြတာပေါ့။ပြီးမှလုပ်ငန်းစားကြမယ်။ဦးဝေလာကမဝိုးရီပခုံးကိုဖတ်လိုက်ပြီးနောက်အင်အားကိုစင်းလိုက်လေးတယ်။မဝိုးထင်မှာဖြစ်ဖော်မပြတတ်တော့ခံစားကြတဲ့ချို့စိတ်ထဲမှာဖြစ်တည်နေပါလေတော့တယ်။ညသကောင်တော်ချိန်မှာဖြစ်ပြီ။ဦးဝေလာကအိမ်ငန်းမှာလဲလျောင်းနေတဲ့လူငယ်ကြီးနှစ်ဖူးကိုလက်ဖြင့်ဖိထားလိုက်ပြီးမန္တန်တပုတ်ကိုရုပ်ဆုံလိုက်လေတယ်။ မပီမသရုပ်ဖတ်တန်းများဟာအိမ်ပေါ်မှာရှိနေတဲ့သူများကိုကြက်သိမ်းမွေးများထားလို့နေပါစီတယ်။များပြားသောအချိန်မှာအိမ်ပတ်ဝင်းကျင်တိုင်းခွေးများစူးစူးဝါးဝါဥနေကြ။အဲနောက်အိမ်ပေါ်တက်တဲ့လှေကားဆောင်နေပြီးတော့တက်လာတဲ့တန်းများကိုကြားလိုက်ရပြီးတောက်ခေါက်တန်းများလည်းပေါ်ထွက်လာပါတယ်။ဦးသိန်းစိုးနဲ့ဒေါ်သူစားတောင်းမျက်နှာတောက်ကြည့်လိုက်ကြပြီးတော့ထိတ်လန့်လို့နေကြပါတယ်။မောင်ဘိုးရင်ဒီကကြောက်စိတ်လို့စိုးစင်းများရှိရန်မရှိချင်။အဲနောက်ဦးဝေလာကရွတ်နေတဲ့မန်တန်ကိုအဆုံးသတ်လိုက်ချင်။အိယာပေါ်မှာလဲလောင်းနေတဲ့လူငယ်မှာမျက်လုံးစက်ခနဲ့ဖွင့်လာပြီးတော့ ငုတ်တုတ်ထထိုင်မှုစူးစားလာလိမ့်တယ်။တို့မဲ့ဥဝေလာမနဘူဟာလက်ဖြင့်ဖိထားတဲ့အတွက်ထိုင်မရပဲအိယာပေါ်မှာတစက်စက်နဲ့တုံရင်နေပါတယ်။ဥဝေလာကနဖူးကိုပိုးပြီးဖိလိုက်ပြီးတော့တောက်ချက်ခောက်လိုက်ကမာထန်နဲ့လေတံမင်းစကားဆိုနေတယ်။ကဲပြောစမ်းမကောင်းဆိုးပါ။မင်းဒီကလေးကိုဘာတော့ဒုက္ခပေးနေတာလဲ။ငါ့ကိုခိုင်းနေသူရှိလို့မင်းလိုကောင်းသူများခိုင်းနေလို့လှုပ်ရောလာကွာ။ငါကအေးငါမန္တန်တပုတ်ထပ်ရွတ်လိုက်တာနဲ့နင်းရဲ့နံဝီစီးပြီးပို့နိုင်တယ်ဆိုတာမသိရောလား။ ငါငါသွေးစာလုံးလို့ပါတိတ်စားနောက်တခါဒီကလေးနာကိုကပ်ဖို့တော့မစင်းစားနဲ့ဒီကလေးကပဝင်းနဲ့ရောက်တာနဲ့လောင်ပြီးကြမယ်တာမှကြားလာငါငါနေဆောင်သိပါပြီငါလွတ်ပါတော့ကဲအာစုသွားနိုင်ပြီဦးဝေလာကလူငယ်ရဲ့နဖူးကိုလွတ်ပေးလိုက်တော့ခါလဲနေတဲ့လူငယ်လေးကခေါင်းမခြေထောက်ထိတကူလုံးတစ်ဆက်ဆက်တုံရင်လာပြီးတဲ့နောက်ခိတငိမ့်သက်သွားပြီးတော့လေတန်တူးတူးနဲ့ရေတောင်းတောက်လာလေတော့ရေရေပေးပါကဲရေဝအောင်တိုက်လိုက် အားရှိအောင်ကြွေးခင်ဗျားတို့ကနေကောင်းပါပြီဂျေဇုတင်လိုက်တာဆရာကြီးရေပူဇော်ကဘလောက်ကတော့မလဲခင်ဗျာ300လောက်ပြီဟုတ်ကဲ့ခင်ဗျာရပါစီမယ်ဦးသိန်းစွာအသိဉာဏ်လာတဲ့ငွေစက်ကူများထဲမှာငွေများအုပ်ထုတ်ကပေးလေတယ်ဦးရလာသည်လဲမောင်ဘိုးတင်ကိုအဲ့ငွေများလက်ခံယူစေပြီးတဲ့နောက်အိမ်ရှင်များတားနေတဲ့ဈာကပင်ညအိတ်ချင်းမရှိတော့ပဲသကောင်ကျော်ချင်းကြီးမှာပင်အိမ်ပေါ်မှာဆင်းလိုက်ပြီးတော့ရွာပင်ကိုထွက်သွားခဲ့ပါလေတော့တယ် ။ဝေးလာနေမောင်ဘိုးထင်တို့တိစိန်ရွာမှာထွက်ခွာလာပြီးတော့လဲလန်းလေးတိုင်းလမ်းလျှောက်လာလို့နေပါတယ်။အဲနောက်မောင်ဘိုးထင်ကသူ့ဘေးမှာရှင်လေးကလမ်းလျှောက်နေတယ်။ဦးဝေးလာကိုစကားဆိုလိုက်။ဆရာကြီးခုနဟိုလူလှုပ်တာပညာသည်တယောက်ကခိုင်းတာမလား။မင်းသိတာလား။သိတယ်ဆရာကြီးအဲ့လိုဘာလို့မဖော်ရလဲ။မောင်ဘိုးထင်ကစကားနောက်ဦးဝေးလာအတန်ထွက်အောင်ကြီးလိုက်။အဲနောက်ချောင်းချက်ဟန်းလိုက်ကာ။မင်းလည်းကိုယ်တိုင်ခံရပြီပဲဒါတော့နားမလဲဘူးလားဆရာပြောတော့ကြုံနားမလဲဘူးဗျာ အဲ့အိမ်ကမိမကြီးဘလောက်အပေါက်ဆိုးလဲမမြင်တာပဲဒီလောက်အပေါက်ဆိုးတဲ့မိမကြီးကိုမကျေနပ်တာမဆန်းပါဘူးကွာအိုးအဲ့ဒါတော့ဟုတ်တယ်နော်တို့ကအလူတကာနဲ့တကမတွေတည်းကွာចောင်းစရက်နဲ့တိန်နေတော်လူတယ်ဆိုပဲငါ့ကိုလာပင့်တော့ကလည်းအဲ့ဒါတွေပြောပြသေးတယ်အိုးအဲ့ဒါကောင်းတာမဟုတ်လားဘိုးတယ်မင်းလည်းအောင်လဲပညာတယ်တယောက်ငါလည်းအောင်လန်းတတ်တာပဲအလူတန်းဆိုတာလိုအပ်မှလုပ်ရတယ်ကွာဆရာကြီးကရောအလူတန်းမလုပ်လို့လားငါကောင်ရမင်းမြင်တဲ့အတိုင်းပဲလေး ငါအိမ်ဆောက်တာအိမ်ဆောက်စိတ်တဲ့စားတော့စိတ်ကပိုးကုန်တယ်လေအဲ့ဒါလူတာဘောကွာပြေးပြီးသားအိုးလေးကိုလိုက်ဖြစ်နေမှာလူတာမဟုတ်ဘူးလေဆိုင်ပြောတော့ကြုံနားမလေဘူးငါဘိုးတွေမအဲ့လိုပြောလိုက်ရဦးဝေလာကတပင်းတစ်ချက်ချလိုက်ပြီးတော့ကောင်းလေမင်းကိုမင်းဆရာငအောင်ဘာကြောင့်ခေါ်တယ်ဆိုတော့မသိလားဦးဝေလာရင်တော့မှထွက်လာတဲ့အဲ့ဒီစကားကြောင့်မောင်ဘိုးတွေရင်ထဲထိတ်သွားသူဤကြံစီများကိုသိနေသလားဥပင်ထင်မှန်သွားတော့လေဦးဝေလာဒီကနောက်ထပ်စကားဆိုလာပြန်တယ်အေး ူမင်းကိုခေါ်တယ်ဆိုတာသူနဲ့တူလို့သူငငယ်ရပုံနဲ့တူလို့ဆိုငါပေပင်ရွာလူတွေမေးပြီးပြီဟုတ်မယ်နေနေဗျာငါလည်းမင်းကိုခေါ်တာငါငငယ်တုန်းကနေတူလို့ပဲကွာငါမျိုးပါနေသေးတယ်မျိုးပါနေတဲ့အချိန်တန်းငါမပြောဘူးကွာငါစားကောင်းတော့ဝယ်စားနေချိန်မှာငါရွာသားတွေပြီးတော့စဘာကောက်တင်းကောက်မှာထမင်းစားတဲ့မိသားစုတွေအဲ့ဒါတွေကိုငါမျက်နှာပူတယ်ကွာငါဘာကြောင့်ချမ်းသာလာလဲဆိုတာကိုရောမင်းသိလားအခုလိုစိတ်ကူးလို့ပေါ့ မဘိုးတဲ့စကားဥဝေလာကရီမောလိုက်။ကောင်းလေမင်းကသစ္စာကြီးတောက်ထားပြီးပြီဆိုတော့ငါပြောလို့ရမယ်ထင်တာပဲ။ပြောပါစရာကြီး။အေးငါလည်းတယောက်ကိုရင်ဖွင့်ကျင်နေတာကွ။ငါယုံရတဲ့သူတယောက်မှမပေါ်သေးလို့။ခုကျုပ်ရှိရွယ်လေ။အေးငါရွှေဥရထားတာကွ။ဗျာ။ဗျာမနေနဲ့တကယ်ပြောတာ။ငါအဲ့ဒီပစ္စည်းတွေကိုရောင်းချပြီးတော့မရှိစင်းရဲသားတွေကိုအမြဲကြွေးမှုမယ်လို့စိတ်ပိုင်းဖြတ်ထားတယ်ကွ။ ။ဦးဝေလာမှဘိုးသူတော်ဦးမဲနဲ့ဖြစ်သောပြဿနာကိုဆိုလိုခြင်းနဲ့ပဲမောင်ဘိုးထင်သိလိုက်။အဲနောက်ဦးဝေလာကတပင်းတစ်ချက်ချလိုက်ကစကားကိုဆက်လိုက်။ငါတငယ်ချင်းကဘုံကြီးကျောင်းတွေကြီးလှူကျင်တာကွာ။ငါတို့ကိုယ်လဲသုံးမယ်။မရှိစင်းသားတွေကိုလည်းလှူမယ်ပေါ့ကွာ။ तू ကတော့အဲ့လိုမဟုတ်ဘူးကွာ။ဘုံကြီးကျောင်းတွေကြီးပဲလှူမှာတဲ့။ငါတဝက်ခွဲပြီးဆိုတော့ तू ကမပေးဘူး။မင်းမဲစင်းသားကြီးလေကွာ။ဘုံကြီးကျောင်းတွေဆိုတာပြည့်စုံတယ်။တကယ်လို့မှတကယ်စားတဲ့လူတွေကပြည့်စုံလို့လား။အဲ့ဒါလေးတွေကိုလှူအောင်ဆိုတော့လေလုံးဝပြောလို့မရဘူး။ ငါဘာလို့ဒီလင်ပိုးတယ်မင်းစဉ်းစားကြည့်အဲ့ဒါတော့ကြုံမပြောတတ်ဘူးဆရာကြီးငါဘာလို့ခဲ့လို့မင်းထင်လဲမင်းဆိုရင်ဘယ်လိုလုပ်မလဲရွှေတွေကမနေဘူးနော်ကျုပ်ကအောက်လန်းလေဗျာကျုပ်ရားသင်ရတိုက်တာတွေမပေးဘူးဆိုရင်တော့အဲ့လူနားဖို့သာပြင်းတော့အေးငါနဲ့တူတယ်ဆိုတာအဲ့ဒါတွေပြောတာကောင်းလေငါအရိကောင်ကိုတတ်ပစ်လိုက်တယ်ဗျာမင်းတခြားသူတွေမပြောဘူးမလားမင်းပြောရင်လည်းဘယ်သူမှမယုံတော့ပါဘူးကွာကျုပ်တို့အောက်လန်းတွေအတွက်တော့လူတတ်တယ်လူသေးတယ်ဆိုတာစမ်းတာမဟုတ်တာပဲဗျာအဲ့ဒါပဲ ငါထင်တာမမှားဘူးမင်းကတကယ်ပဲနမိတ်ပုံတွေကကောင်းလေးပဲကွာဗျာဟုတ်တယ်မင်းနဲ့ငါနဲ့မစုံရင်လည်းငါ့ရဲ့ရှေ့ပြေကိုတွတ်ကြည့်တာငါ့ကိုကူညီမဲ့အောင်လန်းစရာတောင်ပေါ်လာမဲတဲ့သူကပဲငါ့ရဲ့အစည်းအဝေးကိုကူညီနိုင်မဲတယ်လေကွာအဲ့တော့မင်းကိုငါတပည့်ဖြစ်ခေါ်ခဲ့တာပေါ့ကျုပ်ကအောင်လန်းစရာဆိုမဲ့ရုပ်မာအလုံးမျိုးတော့မလုပ်ဘူးနော်အဲ့ဒါကိုခိုင်းမဲ့ဆိုကူတဲ့ကျုပ်တတ်ပြစ်လိုက်မမိုးရင်ကလမ်းလျှောက်နေရာမှာရက်လိုက်ပြီးတော့အဲ့လိုမျိုးပြောလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒါကဦးဝေလာကမမိုးထင်ရဲ့ပကုံးကိုပုတ်လိုက်ပြီးတော့ ကောင်းလေငါဘွားမှာအကြီးမားဆုံးမှားငါတငယ်ချင်းကိုတတ်လိုက်မိတာပဲဒါလည်းသူကအဆုံးရောက်ဖြစ်နေလို့ပါကွာသူကတော့ငါသုံးဖို့ရွှေငွေတွေလိုချင်တယ်လို့ထင်ပါပေါ့ငါလည်းပြန်လူမဲ့ကောင်းပါကွာသူလူလာတဲ့ငါလူတာမတူတာပဲရှိဒါတို့သူကဘယ်သိမလဲမိစုံဖားစုံနဲ့နေလာခဲ့ရတာပဲလေကွာငါပဲမိမဲ့ဖားမဲ့နဲ့နေလာခဲ့ရတာဆရာပြောတော့ကြုံနားမလို့ဗျာဒီလိုကောင်လေးကငါပြောခဲ့သလိုပဲကွာသူကအကြောင်းကံဖရားကြီးလူချင်တာငါသူစင်းရဲတွေလူချင်တာလေ ငါမျိုးမှာအိမ်ဆောက်တယ်အခုမိဘမနေထားဘူးလူခဲ့တယ်အခုငါအိမ်ဆောက်နေရတယ်ငါနေဖို့မဟုတ်ဘူးကွာငါအသက်ကြီးပြီလူလောကမှာအများဆုံးနေနိုင်မှာအနည်း20ပေါ့ဒီလက်တူဝင်တူဖို့ပဲရှိအဲ့ဒါဆရာကြီးကဒီအိမ်ဆောက်တာဘာလို့ဘူးလဲကောင်းလေးတလဲကုန်းမှာရောဘေးပတ်ဝန်းကျင်ရွာတွေမှာပါအမယောဖာရောဆုံးသွားတဲ့သူတွေရှိတယ်ကွာငါသူတို့အတွက်ဆောက်ထားတာငါလုံးချင်တာတွေအကုန်လုတ်ပြီးမင်းကိုတောင်းဝင်ပေးစရာတခုရှိကျုပ်ဘာလို့ရမှာလဲယော့ကောင်းလေး ။ဦးလာကသူ့လွယ်ထဲမှာရုပ်ကလေးတယောက်ကိုထုတ်ပေးလာ။အဲရုပ်ကလေးကလူဒဏ်ရုပ်လေးဖြစ်ပြီးတော့ပစိုးနဲ့အင်းကြီးဝေပေးထား။ညသကောင်းသောချိန်ဖြစ်တော့လေလာမင်းကြီးကအတိုင်းသားလင်းနေရမို့လို့အဲ့ဒီရုပ်ကလေးကိုကောင်းစွာမြင်နေရပြီလေ။ကောင်းလေဒီရုပ်ကငါ့ကိုငါချိန်စာတိုက်ထားတဲ့အရုပ်ပဲ။ဗျာဓာတ်ရုပ်ယူတော့ကြုတ်ဘာလို့ရမှာလဲ။ငါသစ္စာဆိုရတဲ့ကောင်းလေးတငယ်ချင်းကိုတတ်ပြီးတော့ယူထားတဲ့ရွှေတွေကိုကောင်းရကောင်းချောင်းတွေလှုပ်ပြီးငါ့ကိုငါတတ်တည်ပါမယ်လို့ရွှေဥပိုင်ရှင်တွေကိုသစ္စာဆိုထားတယ် တကယ်လို့အဲ့ချိန်ရောက်လာရင်ငါသိစာဖောက်ဖြတ်ပြီးတတ်မသိပဲသေဘောကြောင်နေငါ့ကိုကူညီပြီးတော့လက်စာတုံးပြီးစမ်းပါကွာဥဝေလာစကားတော့မဘိုးတွေမိတို့ပြောရမှန်းမသိအောင်စွန့်အာသွားမိသူထင်သားသူဥဝေလာမှရုံမှာပြီးတော့အောက်တန်းကြတဲ့လူတယောက်မဟုတ်ပဲသူလှုပ်ချင်တဲ့အရာနဲ့ဘိုးတော်ကြီးလှုပ်ချင်တဲ့အရာအကြောင်းမတိုက်ဆိုင်တာကြောင့်ဘိုးတော်ကြီးကဥဝေလာမှတတ်လိုက်မိချင်းဟုယခုသူဟာဝန်ခံနေပြီဖြစ်တော်ထိုများမကသည်ရွှေဥပိုင်ရှင်များကိုအသက်နှစ်ထပ်ပြီးတော့တစ္ဆာပြူရသည်ဆိုကား သူတက်သေးလို့မရဲပါကသူဟာသေစီနိုင်သည့်ကိုစားအယုတ်ကိုပါပေးနေလေတော့တယ်။အဲဒီယုတ်ဒီကတကယ်စွမ်းထက်လားမသိချင်း။မောင်မိုးထင်အဲ့လိုစဉ်းစားနေချိန်ဦးဝေလာကသူ့လွယ်ထဲမှာပင်ရတစ်ချောင်းကိုထုတ်လိုက်ပြီးတော့မောင်မိုးထင်ကပေးလိုက်ကာ။ကောင်းလေးရော့ဒီအနဲ့အယုတ်မျက်နှာကိုထိုးကြည့်။မထိုးချင်ပါဘူးဗျာ။မင်းကတောင်းဆိုတာပါကွာကောင်းလေး။အတနာခင်ကပြောနေအောင်မောင်မိုးထင်ကပင်ရကိုယူကာအယုတ်ကြီးမျက်နှာကိုထိုးလိုက်။သူထိုးလိုက်တာနဲ့ဦးဝေလာရဲ့မျက်နှာမှာသွေးများစီးကြလာလျား။ မိတို့ပြုလို့ရမှန်းမသိအောင်ဖြစ်သွားလေတယ်။ရတယ်ကောင်လေးငါဘာမှမဖြစ်ဘူး။ဆိုင်တကယ်ရလား။ဘာမှမဖြစ်ပါဘူး။မင်းကောင်တကယ်ကူညီမယ်မဟုတ်လား။ကူညီပါမယ်ဗျာ။အေးကွာငါတတ်တဲ့ပညာတွေမင်းကငါအကုန်သိမေးမယ်။ငါတို့တွေရွာစဉ်လှည့်ပြီးတော့အစဉ်ပြေတဲ့သူတွေကူညီကြတာပေါ့။ရွှေတွေကုန်သွားတဲ့တနေ့ငါစိတ်ပြောင်းပြီးတော့တေးမာကြောက်နေခင်။မင်းလက်ထဲကအယုတ်လေးကိုခေါင်းကိုချိုးပြပြီးတော့လက်စတုံးပေးပါမယ်လို့ငါ့ကိုဂရီပေးစမှာကွာ။ကျုပ်ကျုပ်ဆရာကြီးခိုင်းနေတိုင်းလှုပ်ပါမယ်ဗျာ။ ဒါဆိုဒီကိစ္စကိုမင်းရဲ့ငါပဲသိပါစေကွာနော်စိတ်ချပါကြုတ်ဘူးမှမပြောပါဘူးဦးဝေလာကမောင်မိုးတဲ့ဦးကောင်းကိုပို့တက်လိုက်ပြီးတော့ကောင်းလေးဒိုးရွှေတွေယူပြီးတော့မြို့တက်ရောင်းရအောင်ရွှေတွေမကုန်ခင်ဒီမင်းနဲ့ငါနဲ့အတူတူရှိကြတာပေါ့ကွာမောင်မိုးရင်စိတ်ထဲမှာတော်လေးစိတ်မကောင်းဖြစ်သွားမိဘိုးတော်ကြီးပြောပြချက်ရဦးဝေလာကိုတပ်ပစ်ချင်းလောက်မုံတီးခဲ့မိပြီးတပ်ပစ်ဖို့ထိပါစိတ်ကူးထားမိလေယခုသူဤသက်ကသူ့လက်ထဲရောက်နေချိန်မှာတော့အထွေးတို့ပြောင်းလဲသွားပြန်တော့လေ ူဤစိတ်ထဲတွင်ရွှေဦးထဲမှရွှေများမကုန်ပါစေနဲ့ဥသာကျိတ်စူတောင်းမိပါလေတော့ဒီအောင်လန်းဘိုးတွေနဲ့တစ္ဆာဒီကဤမြသာမကြမီအောင်လန်းဘိုးတွေနဲ့တတ်တန်းအမိရဇလန်းလေးကိုတင်ဆက်ပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့တော့ဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအောင်လန်းဘိုးတွေနဲ့တစ္ဆာဒုတိယပိုင်းဖြစ်ပါတယ်ဆိုတော့နောက်နေ့မှလည်းဘိုးတွေဇလန်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြဖို့လေတပါးတိုင်းဖိတ်ခေါ်ပါရစေဒီမှာအချိန်ပြီးတော့နားဆင်အားပေးခဲ့တော့လေပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ 罗安，给木吧。